မင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့မှာတော့တေစာရုပ်စုံစာအုပ်ကလေးတွေကစာရေးသူ မောင်ရီမှုလေးကကချင်ပုံမြင်တပုတ်ကိုမှီညမ်းပြီးတော့ရေးသားထားတဲ့ထိုက်ရာတန်ရာဆိုတဲ့အကြောင်းအရာလေးကိုတတမီမီလေးတို့ကို ပြန်လဲမျှဝေပေးမယ်နော်ဒါကြောင့်တတမီမီလေးတို့ရေထိုက်ရာတန်ရာဆိုတဲ့အကြောင်းအရာလေးကဘာကိုပြောတာလဲဆိုတာကို သိရအောင်လို့ အဆုံးထိနားထောင်ကြရအောင်နော်၎င်းတည်တဲ့စင်ရမွဲတေလှတဲ့တဲ့စံတစိစားတပွင့်ပင်မရှိဘူးတဲ့မြား၍ရသောငားကိုသာဖုတ်စားနေရတယ်တဲ့အဲ့ဒီအချိန်မှာအလွန်ဝေးကွာတဲ့အရက်ဒေတာမှာရှိတဲ့တိုင်းပြည်တပြည်မှာဘရင်ကြီးကနှဲ့ရဆန်သွားတယ်အဲ့လိုနှဲ့ရဆန်သွားတဲ့အခါ မူကြီးမတ်ရတေနာပတိတွေကကောင်းခင်ကနေဆင်းသက်လာသူမြည်သူကိုမဆိုးမင်းမြောက်ဖို့မင်းလောင်းကို မျောနေတယ်တဲ့တိုင်းသူပြည်သားများကလည်းထိုသတင်းကိုသိရတာပေါ့တနေ့တော့၎င်းဆိုတဲ့ကလေးလေးကကန်းနဖူးရဲ့တစ်ပေတပေအောက်မှာငားထိုင်ညနေစဉ်တဲ့ငှက်ကြီးတကောင်က အောက်ကိုဆင်းလာလိုက်အပေါ်ပြန်တက်သွားလိုက်အောက်ကိုဆင်းလာလိုက်အပေါ်ပြန်တက်သွားလိုက်နဲ့နှိပ်ပြန်ဆင်းလာပြီးတော့တစ်ပင်ကြီးပေါ်မှာလာနာတယ်တဲ့နောက်တော့လေရီယာလေးဟတ်တယ်ကြတော့မော့ကြည့်လိုက်တော့တဲ့လင်းတာဖြူကြီးတကောင်ကိုတွေ့ရတဲ့ကွယ်တက်တက်မှာတခါမှမမြင်ဘူးတာကြောင့်အဲ့ဒီလက်ကောက်ကလေးက ်အန်အောနေစဉ်လင်းတဖြူကြီးကဟေးလူမွဲလကမင်းရှင်ဘရင်မဖြစ်ချင်ဘူးလားလို့မေးလိုက်တယ်ဟာရှင်ဘရင်လှုပ်ပြီးတိုင်းပြည်အုပ်ချုပ်ရမယ်ဆိုရင်ခဏပဲဖြစ်ဖြစ်လှုပ်ချင်တာပေါ့ဗျာလို့လကောက်ကလေးကပြန်ပြောလေတယ်တဲ့အဲ့လားနေပဲလင်းတဖြူကြီးကလည်းလေ ကဲဒီလိုဆိုရင်ငါကြောပေါ်ကိုတဲလို့ဆိုပြီးတော့လက်ောက်ကိုကြောကုန်းမော်ကိုတင်းပြီးတော့လင်းတာဖြူကြီးကလေဟုန်စီးပြီးတော့ပြန်သွားလေတဲ့ကွယ်ခยีတော်တော်လေးလည်းရောက်လာရော့မင်းလောင်းမျောနေကြတဲ့တိုင်းပြည်ကိုရောက်သွားတယ်နန်းရင်ပြေပေါ်ကိုအဲ့ဒီငှက်ကြီးကထိုးဆင်းလိုက်တဲ့လင်းတာဖြူကြီးကလက်ောက်ကိုမင်းဘာမှမကြောက်နဲ့ရှင်ဘရင်ဖြစ်တော့မယ်လို့ အားပေးစကားပြောလိုက်တယ်တဲ့။သို့ပေမဲ့လေမူးမတ်ဘိုးပါနန်းတွင်းသူနန်းတင်သားတွေကမြို့သူမြို့သားတွေကလည်းမင်းလောင်ပေါ်လာပြီဆိုပြီးတော့ဝမ်းသာအားရဖြည့်ပြီးတော့အဲ့ဒီခုနလေးကလင်းတဖြူကြီးခေါ်လာတဲ့လကောက်ကလေးကိုထီးနှက်အပ်လိုက်ကြတဲ့ကွယ်။တလခန့်ကြားတဲ့အခါမှာနေသားတကြဖြစ်ချိန်မှာလင်းတဖြူကြီးကနန်းတော်တဲ့သူရောက်လာတယ်တဲ့။ ဲ့လိုရောက်လာတော့လင်းတာဖြူကြီးကကျွန်တော်မျိုးစောင်းခြင်းပေးလို့အခုလိုရှင်ပရင်ဖြစ်ပြီးတော့ဘယ်လိုအကျေစုတုတ်ပြန်မလဲလို့မေးလိုက်တယ်။အလိုရှိရတာတောင်းခံမှာပေးသနာဝမယ်လို့ဘရင်လက်ောက်ကလည်းပြောလိုက်တယ်တဲ့။အဲ့ဒီအချိန်မှာလင်းတာဖြူကြီးကလေအချားဘာပစ္စည်းမှအလိုမရှိပါဘူး။အရှင်ပွဲတော်တဲပြီးကြံနဲ့အရှင်ပွဲတော်အုတ်ကိုသား ချီးမြှင့်တော်မူပါလို့တောင်းခံလေတဲ့ကွယ်ရှင်ဘရင်၎င်းကလည်းစားစီဗျာစားစီဗျာဟုပြီးတော့ကြည်ပြူစွာနဲ့ခွင့်ပြုလိုက်တဲ့ကွယ်အဲအဲ့ဒီနေ့မှစ၍အဲ့ဒီနေ့ရတော့စားပြီးတော့ဘရင်လေးသားနန်းဆောင်မှာဘရင်၎င်းရဲ့ပွဲတော်ကြတွေကိုလင်းတဖြူကြီးအတွက်ပုံထားစီတယ်တဲ့နှစ်တွင်လရီကြာလာတဲ့အခါမှာပွဲတော်ကြများကို စားကျင်ကြတဲ့ နန်းတွင်သားတချို့ကယူငင်စားတော့ကြတယ်တဲ့အဲ့လိုယူငင်စားတော့တော့လင်းတာဖြူကြီးခမမစားရတော့ဘူးပေါ့ကွယ်ဘရင်၎င်းကလည်းစီးစင်ရင်မူပြီးလင်းတာဖြူကြီးကိုကျေးဇူးရှင်ဟူ၍ပဲမတိပဲနဲ့မေ့နေပြီတဲ့ဒါကြောင့်လင်းတာဖြူကြီးဟာတိုင်းသူပြည်သူများစံဖို့မောင်းထောင်းရာကိုသွားပြီးတော့လူယူစားနေရတယ်တဲ့ အဲ့လိုလူယူဆတော့ရှင်ဘီရင်ကြီးရဲ့ဂျေဇူးရှင်လင်းတာဖြူကြီးဟာစံဖို့မောင်းထောင်းရမှာလာပြီးစားနေတာပေါ့အကောင်ကကြီးတော့သူတခါစားရင်စံတွေအများကြီးပါပါသွားတယ်လေအဲ့ဒါနဲ့ပဲဘရင်၎င်းကိုတိုင်းသူပြည်သားတွေက တိုင်ကြားကြတာပေါ့အဲအဲ့လိုတိုင်သားတဲ့အခါနောက်တခါလာလူစားရင်ဒီလင်းတာကို အတီသာတက်လိုက်ကြပြီရောလို့တစ်ချက်လို့အမိတ်ပေးချလိုက်တဲ့ကွယ်ဒိုးနေတော့အဲ့လိုနဲ့လင်းတာဖြူကြီးကလာ၍လူအစားမလူတချို့ကကြည်ပွေတွေမောင်းကြောက်တွေနဲ့ဝိုင်းဝေထုကြတာပေါ့ကွယ်လင်းတာဖြူကြီးခမညာဒံယာရီရပြီမေ့မျောသွားတယ်တဲ့ သူ့ကိုမြို့ပြင်ကိုဆွဲထုတ်လိုက်ကြတာပေါ့အဲ့လိုနဲ့လင်းဒဖြူကြီးကတရိယသွားတယ်တရိယလာတဲ့အခါမှာလင်းဒဖြူကြီးကလေဩစိတ်မကောင်းခြင်းများစွာနဲ့တခြားနေရာကို သူပြန်သွားတာပေါ့အဲ့လိုပြန်သွားတဲ့အခါမှာ now မကြာမီမှာပဲဘရင်၎င်းထံလင်းဒဖြူကြီးရောက်လာပြီးပြောပြန်တယ်အရှင်မင်းကြီးဒီလောက်သေးငယ်လှတဲ့တိုင်းပြည်ကလေးတပြည်ရဲ့ ဘရင်ဖြစ်ရတာနဲ့အရှင်တင်းတိမ်နေပြီလားဒီတိုင်းပြည်ထက်ပစ္စည်းဥစ္စာရတနာတွေပေါ်ကျော်ဝတဲ့တိုင်းပြည်ကြီးတပြည်ကိုကျွန်ုပ်တွေးခဲ့ပါတယ်အဲ့ဒီတိုင်းပြည်ကိုတင်ပိုက်ပြီးမင်းလောက်ချင်ရင်တော့ကျွန်တော်မျိုးပို့ပေးပါမယ်လို့လင်းဒဖြူကြီးကပြောတဲ့ကွယ်ဘရင်လက်ောက်က အလွန်သဘောကျသွားပြီးတော့အဆွေဒီလိုဆိုရင် အခုဝယ်ငါကိုအဲ့ဒီတိုင်းပြည်သူပို့ပေးပါလို့လို့ပြောတယ်။လင်းနာဖြူကြီးကလည်းဘရင်လကောက်ကိုကြောပေါ်တင်ပြီးပြန်တန်းသွားတာပေါ့ကွယ်။ခྱི་တော်တော်လေးပြန်တန်းမိတဲ့အခါလင်းနာဖြူကြီးကအရှင်လိုရာခྱི་ကို ရောက်ခံနှီးပါပြီ။အရှင်ရဲ့မျက်စီများကို အနာပေးပြီးခဏမှိတ်ထားတော်မူပါလို့ဆိုပြီးတော့မျက်စီတွေကိုမှိတ်ထားလိုက်တဲ့ကွယ်။သူနည်း အဲ့ဒီအခါမှာအတော်ကလေးခရီးရောက်သွားတဲ့အခါလင်းတာဖြူကြီးကကဲရောက်ပါပြီအရှင်အရှင်ရဲ့မျက်လုံးလေးကို ဖွင့်ပြီးတော့ရှုတော်မူပါလောဆိုပြီးတော့မျက်စိတွေကို ဖွင့်ကြည့်လိုက်လေရာဘယင်ကြီး၎င်းကဟာဟိုင်းဆိုပြီးတော့လေအာအာတက်တဲ့နဲ့အဲ့လိုအတန်နေထွက်ပြီးတော့သူ့ရဲ့ဗဇက်ကနေအတန်နေထွက်သွားတာပေါ့ကွယ်အဲ့လိုထွက်သွားတဲ့အခါမှာ သူရောက်သွားတဲ့နေရာကဘာလဲဆိုရင်တခါတော့ငါသူငားများနေကြတစ်ပင်အောက်ကိုပြန်ရောက်နေတယ်ဆိုတာကိုသိလိုက်ရတော့သူကလေအလုံးကိုပဲဝမ်းနေသွားတာပေါ့ဒါပေမဲ့လင်းတာဖြူကြီးဟာထိုနေရာနေလင်းတာဖြူကြီးကတော့သူ့ကိုချထားခဲ့ပြီးတော့အဲ့ဒီနေရာကနေတခြားနေရာကိုပြန်သွားလီတော့တယ်လေကွယ် ဒါလေးကတော့မောင်ရင်မှုရေးထားတဲ့ကချင်ပုံမြင်တပုတ်ကိုမှီညံ့ပြီးမောင်ရင်မှုလေးကရေးထားတဲ့အကြောင်းအရာလေးပါဖြစ်ပါတယ်။ထိုက်ရာတန်ရာဆိုတဲ့အကြောင်းအရာလေးမှာမိကုံးလေးတွေဖြည့်ကြည့်ရရအောင်နော်။ဟုတ်ပြီစီရသားလေးရဲ့အမိကဘသူလဲ။ဟုတ်တာပေါ့လကောက်ကလေးတဲ့လကောက်တဲ့စင်ရသားကအမိကဟုတ်ပြီစင်ရသားလေးလကောက်ဟာ ဘသူကြောင့်ရှင်ဘရင်ဘဝကိုရောက်သွားတာလေဖြည့်ကြည့်ရအောင်နော်ဟုတ်ပြီဟုတ်တာပေါ့လင်းတာဖြူကြီးကြောင့်ရောက်သွားတာဒါဆိုရင်သူကရှင်ဘရင်ဖြစ်နေတဲ့အချိန်မှာလင်းတာဖြူကြီးကိုကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုသလားမပြုစုဘူးလားဆိုတာလေးကိုလည်းဖြည့်ကြည့်ကြရအောင်နော် ဒါကြောင့်ဒီထိုက်ရာတန်ရာအကြောင်းအရာလေးကိုနားထောင်ပြီးတော်တော်မီမီလေးတို့လည်းစီဒီလကောက်ကလေးစီရဲသားလေးလကောက်ကလေးလို ကိုယ့်ရဲ့ကိုယ့်ကိုမြေတောင်မြောက်ပေးတဲ့သူကိုယ့်ကို ကောင်းမွန်အောင်လှုပ်ဆောင်ပေးတဲ့သူတွေရဲ့ကျေးဇူးတရားတွေကိုတော်တော်မီမီလေးတို့တွေမမေ့ရအောင် အတူယူသင်ပါတယ်နော်မမေ့ကြဖို့အတူယူသင်ပါတယ်ဒါကြောင့်တော်တော်မီမီလေးတို့ရေ ထိုက်ရာတန်ရာအကြောင်းအရာလေးကိုနားထောင်ပြီးတော့အတိပညာဘ ഹു တုဒ္ဒရီရကြပါစေဒီချက်ကတော့ဒီချက်ခွင့်ကျဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ဒီမီလေးတို့နားထောင်ခြင်းနဲ့ပုံမီကာတွန်းလေးတွေရှိရင်လည်းကွန်မန့်မှာရေးပေးသွားပါဒီချက်ကနောက်မှဖတ်ပြပေးပါမယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်